ဝင်ငွေနဲ့ပတ်သက်တဲ့မွေအိမ်မက်အတိတ်ပဲဖွင့်ဆိုချက်၅ခုကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်၁မွေကြီးတကောင်ကို တွေ့ချင်းအိမ်မက်ထဲမှာမွေကြီးတကောင်ကိုမြင်ရရင်မမျှော်လင့်ထားတဲ့ဝင်ငွေဒါမှမဟုတ်စီးစိမ်ဥစ္စာရလာမဲ့လက္ခဏာလိုအတိတ်ပဲဖွင့်လေးရှိပါတယ်။မွေကြီးဟာအစွမ်းထက်တဲ့တင်ဂေတာတစ်ခုဖြစ်ပြီးကြီးကြီးမားမားအမျက်ဆုံးကိုညွန်ပြနိုင်ပါတယ်။နံပါတ်၂ငွေကြိုက်ခံရခြင်း ငွေကြိုက်ခံရတယ်လို့အိမ်မက်မက်ရင်ဝင်ငွေဆုံးရှုံးမှုဒါမှမဟုတ်မမျောလင့်ထားတဲ့ငွေကြေးအခက်အခဲနဲ့ကြုံတွေ့ရနိုင်တယ်လို့သတိပေးချက်အဖြစ်ယူဆလေးရှိပါတယ်။နံပါတ်3ငွေဖြူတကောင်ကို တွေ့ခြင်းငွေဖြူကိုအိမ်မက်ထဲမှာမြင်ရရင်ကံကောင်းခြင်းနဲ့ဝင်ငွေရလာမယ့်အရေးအယောင်လို့ယူဆပါတယ်။အထူးသဖြင့်စီးပွားရေးမှာအောင်မြင်မှုကိုညွှန်ပြလေးရှိပါတယ်။နံပါတ်4ငွေများစွာနဲ့ဝိုင်းနေခြင်းငွေတွေကတင့်ကိုဝိုင်းနေတယ်လို့ အိမ်မက်မက်ရင်ဝင်ငွေအရင်းမြစ်များစွာကနေငွေရလာနိုင်တယ်လို့ဆိုလိုနိုင်ပါတယ်။နံပါတ်5ငွေတကောင်အိမ်ထဲဝင်လာခြင်းအိမ်မက်ထဲမှာငွေတကောင်ကတဲ့အိမ်ထဲကိုဝင်လာတယ်လို့မြင်ရရင်ဒါဟာမမျှော်လင့်ထားတဲ့ဝင်ငွေဒါမှမဟုတ်မိသားစုအတွက် စီးပွားဥစ္စာတိုးပွားလာမယ့်လက္ခဏာလို့အတိတ်ပဲဖွင့်ဆိုလို့ရှိပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။